င်္ဂလာပါရှင်ဒီတစ်ပတ်အတွက် BEV မျက်မှတ်တင်သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေရမှာပြည်သူတွေအတွက်မျက်မှတ်တင်ဖြစ်စီမဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးမှာပါကျွန်မကတော့အစီအစဉ်တစ်ဆက်သူအင်းမြတ်မှုခင်ပါရှင်ပထမဆုံးအနေနဲ့မြဝတီကေကေဘက်ကနေမဲဆက်ကိုထွက်ပြေးလာတဲ့နိုင်ငံသားတထောင်ကျော်ရဲမှာတရုတ်ရဆွေသားတွေပါနေရလို့ထိုင်းဘက်ကထုတ်ပြန်ထားပါတယ် กยังีเนีပြည်နယ်မြဝတီမนို့နယ်ကီကီဘက်ကနေမဲဆောက်ကိုထွက်ပြေးလာတဲ့နိုင်ငံသား1049ဦးရဲ့မှာအထောက်ထားမဲ့တရုတ်ကစပွေသားတွေပါတယ်လို့ထိုင်းသတน်းเข้าောက်ဆန်သတင်းาှာပြီးခဲ့တဲ့အัာက်တိုဘာလ24ရကตัวเကသนทุกเปลี่ยนท่าไปตื่นออกมาจากพื้นที่โครงการเขตเศรษฐกิจพิเศษจีนหรือเคเคปาร์คท้ายอานาบายหน่วยก็ทวีหลาตเริโกหมาบปงเตน่ากูยิ่ัจะเัลเลดฤสิสีดารฤลุกส่งเคบาระ ီလိုလုံးဆောင်ရမှာနိုင်ငံကူးလက်မှတ်မရှိတဲ့အသက်20နှစ်ကနေအသက်45နှစ်အကြားရှိတဲ့တရုတ်နိုင်ငံသားတွေပါဝင်ပြီးလက်ပွေရနဲ့ကိုယ်ရေးအကျဉ်းစီစစ်မှုအရရာဇဝတ်မှုမှတ်တမ်းတွေရှိနေတယ်လို့သိရပါတယ်။ထွက်ပြေးလာသူတွေကိုထိုင်းနိုင်ငံရဲ့တရားဥပဒေအရအရေးယူမှုတွေလုံးဆောင်သွားမယ်လို့လည်းသတင်းမှာဖော်ပြပါတယ်။ဒါအပြင် KK Park ကနေတောင်ရင်မြစ်ကိုဖျက်ပြီးထွက်ပြေးရင်းရှင်နစ်တည်ဆုံခဲ့လို့ရုပ်အလောင်း၃လောင်းကိုလည်းတွေ့ရှိထားတယ်လို့သတင်းမှာဖော်ပြပါရတယ်။ တည်ဆောင်းသူတွေဟာဘယ်နိုင်ငံသားတွေဖြစ်နိုင်လဲဆိုတာကိုတော့ဆက်လက်စစ်ဆင်နေတယ်လို့သိရပါဗျ။ထွပြေးသူတွေထဲမှာအိန္ဒိယနိုင်ငံသား369ဦး၊တရုတ်နိုင်ငံသား148ဦး၊ထိုင်းနိုင်ငံသား32ဦးပါဝင်ပြီးဗီယက်နမ်၊ဖိလစ်ပိုင်၊အီသီယိုးပီးယား၊ပါကစ္စတန်၊အင်ဒိုနီးရှားနဲ့နီပေါနဲ့တခြားနိုင်ငံအသီးသီးကနိုင်ငံသားတွေလည်းပါဝင်ပါတယ်။ သတင်းတစ်ပုဒ်ကတော့မကွေးမှာ light truck ကနဲ့စီပေါက်စားကမင်းချင်းစံရင်တိုင်မှုဖြစ်ပြီး၅ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။မကွေးကံပြားလမ်းမပေါ်ကကံလကြီးရွာနားမှာအော်တိုဗာလ22ရက်နေ့နေ့လယ်တနာရီခွဲလောက်က light truck ရော်တော်ရင်နဲ့စီပေါက်စားကမင်းချင်းစံရင်တိုင်မှုဖြစ်ပွားခဲ့ပြီးမိသားစုဝင်6ဦးမှာ၅ဦးသေဆုံးခဲ့ပါတယ်။ Hey village chat မကွေးတိုင်းဒေသကြီးကံလျွှာအနီးမှာအော်တိုဘားလ22ရက်နေ့နေ့လယ်တနာရီဝင်းကျင်ကကားတိုက်မှုဖြစ်ခဲ့ပြီးဒီဖြစ်စဉ်ကြောင့်ကြား3ဦးမှ2ဦးနဲ့ကလေးငယ်2ဦးသေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ကံလချေရွာအနီးမိုင်းတိုင်အမှတ်333မြင်းဆောင်တဖလုံးမှာမကွေးဘက်ကလာတဲ့ light truck ကားနဲ့၆မြို့နယ်စင်ကရွာကလာတဲ့စီပေါ့စာကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပါတယ်။ တည်ဆုံးခဲ့တဲ့အလောင်းတွေကိုတော့မကွေးစစ်ရုံမှာရင်ခွဲစစ်ဆေးမှုပြုလုပ်ပြီးတော့ဆရာဝန်အတည်ပြုချက်ရပြီးသက်ဆိုင်ရာသူတို့ရဲ့နေရာဒေသတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့မကွေးမြို့ခံတအူးကပြောပါတယ်ကားတိုက်မှုမှာစီပေါ်စာကားပေါ်လိုက်ပါလာတဲ့ရှင်မောင်းနဲ့ရှင်နောက်လိုက်အမျိုးသားနှစ်ဦးလိုက်ထရက်ကားပေါ်မှာပါလာတဲ့အမျိုးသားတဦးအမျိုးသမီးတဦးနဲ့အသက်တနှစ်6လအရွယ်ကလေးငယ်တဦးတိတ်ဆုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာပျက်စီးသွားတဲ့ကားတွေကိုတော့မကွေးရဲစခန်းမှာပို့ဆောင်ထားပြီးအမှုဖွင့်တရားဆွဲဆိုတာတွေလုပ်ဆောင်နေတယ်လို့သိရပါဗျဆလတ်တဆပ်ပြီးမှတသိန်းကတော့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအထူးစီရင်ခံစားတင်းတင်းသူတွန်အင်ဂျူးစ်ကအာနာသိန်းစစ်တပ်ရဲ့အတုရံရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဘဲတိုက်တွန်းလိုက်တဲ့သတင်းပဲဖြစ်ပါတယ် ပြီးခဲ့တဲ့အော်တိုဗလာ22ရက်နေ့ကအကျင်းပခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာအာနာသိန်း7ရဲ့အတူရံရွေးကောက်ပွဲကိုအသိမှတ်ပြုလိုက်ရင်မြန်မာနိုင်ငံကိုနောက်ပြန်ဆုတ်ဆီမဲ့လုပ်ရမျိုးမလုပ်ဘူးကုလသမဂ္ဂ UN ကျွမ်းကျင်သူတွင်အင်ဒရူးစ်ကတိုက်တွန်းလိုက်ပါတယ် aging with the human rights council along with the high commissioner and representatives of ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews ကစစ်ကောင်စီရဲ့လိန်လေလှည့်ဖြားတဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုတာဟာ မြန်မာနိုင်ငံကိုနောက်ပြန်ဆုတ်ဆီပြီးကောက်ွက်ပေးလို့မရနိုင်တဲ့အရာကိုကောက်ွက်ပေးရရောက်လိမ့်မယ်လို့သူကပြောကြားခဲ့ပါတယ်။အာဆီယံကောင်းဆောင်တွေအနေနဲ့မဲယုံတွေစောင့်ကြည့်ဖို့ဆေလွတ်တာအပါအဝင်စစ်ကောင်စီရဲ့ဟန်ပြလို့ရကိုတရားဝင်ဖြစ်စီမဲ့ဘလို့လို့ရမျိုးကိုမဆိုးရှောင်ရှားကြရမယ်လို့လည်းသူကတိုက်တွန်းထားပါဗျ။အာနာသိစစ်တပ်ဟာဒီဇင်ဘာလထဲမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးချိန်ကစလို့သူမထိန်ချုပ်နိုင်တော့တဲ့နေရာတွေကိုအရေးပေါ်အခြေအနေထုတ်ပြန်ပြီး နေ့စဉ်လေးချောင်းကနေအရက်သားတွေကိုဘုံကျဲတိုက်ခိုက်နေတာပါဒီတိုက်ခိုက်မှုတွေကြောင့်မြန်မာနိုင်ငံအတွင်းမှာကလေးသူငယ်နဲ့အရက်သားတွေဆုံမှုပုံမမြင့်တက်လာပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့မြဆိုင်တိုက်ခိုက်ခံဖြစ်ဖြစ်ချင်းပိတ်မိနေတဲ့အမျိုးသားတအုပ်ကိုအသက်ရှင်လျက်ကိတ်ထုတ်နိုင်နေတဲ့ဆိုတဲ့သတင်းပါ မန္တလေးမြို့ချင်းအေးတာဆန်မြို့နယ်အောင်နှိုင်းရိပ်သာအနောက်ရက်ကွက်မလွန်စင်းယုံဝင်းအတွင်းမှာပြီးခဲ့တဲ့အော်တိုဗာလာ22ရက်နေ့နေ့လယ်2နာရီခွဲလောက်ကတိုက်ပွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ချင်းအေးတာဆန်မြို့နယ်အောင်နှိုင်းရိပ်သာအနောက်ရက်ကွက်အကွက်961 33နဲ့34လမ်းကြား85နဲ့86လမ်းကြားမှာရှိတဲ့မလွန်စင်းယုံဝင်းအတွင်းမှာ ငလျင်တန်တင့်ထားတဲ့မြဆိုင်တက်ခိုကန်ကိုဆက်ရည်ရအသုံးပြုပြီးဖြိုဖျက်နေချိန်နဘေးကလျက်မှာရှိတဲ့နေအိမ်ပေါ်ကိုပြိုချခဲ့တာဖြစ်တယ်လို့သိရပါဗျ။မြဆိုင်တက်ခိုကန်ဖြိုဖျက်ချိန်ပြိမိနေတဲ့အမျိုးသားတဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးအသက်အန္တရာယ်ဆိုရင်စရာမရှိဘူးလို့သိရပါဗျ။အဆိုပါအမျိုးသားမှာဦးကောင်းတဲ့တထောင်စစ်ပုံးပဲ့တာပဲရှိတယ်လို့အယိုးကျိုးတာမျိုးလည်းမရှိဘူးလို့သိရပြီး လက်ရှိမှာတော့မန္တလေးပြည်သူစေယုံကြီးကိုပို့ပေးထားပါတယ်လို့ကုညီရဲ့အသင်းတစ်ခုမှပါဝင်သူတဦးကပြောပါရယ်။နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမစစ်ကောင်းဆောင်တွေရဲ့အကာအကွယ်ပေးမှုနဲ့တရုတ်နိုင်ငံသားတွေအပေါ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ရလို့ကုကဲ့ပြည်သူစစ်ကောင်းဆောင်ဝေဆန်းကထွက်ဆိုခဲ့တဲ့သတင်းပဲဖြစ်ပါရယ်။ မြန်မာစစ်ကောင်းဆောင်တွေနဲ့နိုင်ငံရေးသမားတွေရဲ့အကာအကွယ်ပေးမှုနဲ့တရုတ်နိုင်ငံသားတွေရဲ့အပေါ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့လို့ကိုကန့်ပြည်သူစစ်ကောင်းဆောင်ဝန်ဆန်းကအင်တာဗျူးတစ်ခုမှာထုတ်ဆိုခဲ့ပါတယ်။အောက်တိုဘာလ15ရက်နေ့တရုတ်အစိုးရပိုင်း CCTV ရုပ်သံမှာကိုကန့်ပြည်သူစစ်ကောင်းဆောင်ဟောင်းဝန်ဆန်းရဲ့အင်တာဗျူးမှာအခုလိုဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။ဝန်ဆန်းနဲ့မိသားစုတို့ဂိုင်းဟာ အနည်းဆုံးတရုတ်နိုင်ငံသား၈ဦးသေဆုံးမှုအတွက်တာဝန်ရှိပြီးရာဇဝတ်မှုနဲ့ပတ်သက်တဲ့အမျက်ငွေဒေါ်လာတန်ပေါင်းများစွာကိုထုတ်ယူခဲ့တယ်လို့လည်းသိရပါဗျ။မြန်မာစစ်တပ်ဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ညှိနှိုင်းပြီး2009ခုနှစ်မှာနေကြာဆောင်တပ်တွေဖွဲ့စည်းပြီးသူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့လှုပ်ဆောင်ရကနေကိုကံပြည်သူစစ်အဖွဲ့ပေါ်ပေါက်လာတာဖြစ်ပါတယ်။ကိုကံမှာကျွန်တော်ကအနာအရှိဆုံးနေကြာဆောင်တပ်ရဲ့ ခေါင်းဆောင်တက်မှုချုပ်ပါလို့လဲဝေဆန်းကထွက်ဆိုခဲ့ပါသေးတယ်။တရုတ်အစိုးရကဝေဆန်းနဲ့မိသားစုကိုလူသက်မှုလိန်လည်မှု ပြန်ပေးဆွဲမှုလောင်စာလုပ်ငန်းတွေလည်ပတ်မှုပြည်တစာစီယုံမှုနဲ့မူရစီဝရောင်းဝယ်ဖောက်ကားမှုတို့အတွက်ဖမ်းဆီးခဲ့တာပါတရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်မြန်မာစစ်တပ်က2024ခုနှစ်ဇန်နဝါရီလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကင်ဒေသကကြားဖြန့်အွန်လိုင်းငွေလိမ်လည်ခိုင်းရဲ့အဓိကတရံဖြစ်တဲ့ကိုကန့်ဖြစ်သူစစ်ခေါင်းဆောင် ပယ်ဆောက်ချင်းပယ်ရင်စံပယ်ဆောက်ချင်းရဲ့သားဝေစံ2006နှစ်ကြားဆောင်တက်ရင်ဥက္ကဋ္ဌရှူအားပေါက်ဖူလီလိုက်ကုမ္ပဏီမိသားစုတထေလျှို့ကျိမ့်မောက်ရွှေလောက်ဖားတို့နဲ့အတူတခြားအရေးကြီးတရားခံလေးဦးစုစုပေါင်း၁၀ဦးတို့ကိုနေပြည်တော်လေစိတ်ကနေတဆင့်တရုတ်အာဏာပိုင်တွေကိုလွှဲပြောင်းပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ ခုနားဆင်ကြည့်ရှုခဲ့ရတဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မှတ်မှတ်ထင်ထင်သတင်းတွေပဲဖြစ်ပါတယ်။နောက်တစ်ပတ်မြန်မာစံတော်ချိန်တနင်္ဂနွေညည8နာရီတိုင်းမှာအသစ်တင်ဆက်ပေးမှာဖြစ်လို့ BEV ရဲ့ YouTube, Facebook, Telegram နဲ့ TikTok Channel တွေမှာဒီပိုင်းနဲ့ထုတ်လွှင့်သွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ကျမအင်မြန်မှုခင်ပါ။